ရင်းကြရီအပေါ်ကိုနှိမ့်ဆက်ညင်းပန်းတာချက်ချင်းရက်တန်ရည်နဲ့သူတို့ရခိုင်ပြည်နယ်စီနေရပြန်နိုင်ရေးအတွက်မြန်မာစစ်အုပ်စုနဲ့အရခတတော် AA အပေါ်နိုင်ငံတကာအတိုင်းဝန်ကဖိအားပေးဖို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရခေါင်းဆောင်မိုဟာမက်ယူနော့ကထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အထွေထွေညီလာခံမှာ ဘေးပန်းပြင်ပမှာစက်တင်ဘာ30ရက်ကကျင်းပတဲ့မြန်မာမှာရှိရရွန်ဂျာမွတ်စလင်တွေနဲ့အခြားလူနည်းစုတွေရဲ့အခြေအနေဆိုင်ရာအဆင့်မြင့် level conference အဖွဲ့မှာမေကွန်းပြောစင်မှာ UNOC ကအကြက်အသေးဖြည့်ရှင်ရေးအတွက်နိုင်ငံတကာအတိုင်းဝိုင်းမှာလှုပ်ဆောင်ချက်တွေကိုတောင်းခံတဲ့အချက်9ချက်ပါအဆိုပြုချက်ကိုတင်ပြခဲ့တာပါ ဘင်္ဂလားဒေ့ရှ်ဟာအင်ဂျီချင်းမြန်မာနိုင်ငံမှနေရာစွန့်ခွာရသူရိုဟင်ဂျာတတန်းကျော်ကိုလက်ခံပေးထားရပါတယ်ပထမအချက်ကတော့ရခိုင်ပြည်နယ်မှာလက်တွေ့ကျကျတည်ငြိမ်စေမှုနဲ့အတူရိုဟင်ဂျာတွေဘေးကင်းတိတ်ခါရှိစွာနေရပ်ပြန်မှုအတွက်လက်တွေ့ကျတဲ့လမ်းပြမြေပုံတစ်ခုဖန်တီးဖို့ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ရိုဟင်ဂျာတို့အပေါ်အ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့သူတို့ရဲ့နေရပြန်မှုစတင်ရေးအတွက်မြမစေအုပ်စုနဲ့အေအပေါ်တိတိယောက်ယောက်ဖိအားပေးရေးဖြစ်တယ်လို့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ယူနွတ်ကပြောပါတယ်တတိယချက်အနေနဲ့ရခိုင်ပြည်နယ်တည်ငြိမ်စေရေးအတွက်နိုင်ငံတကာအကူအညီထောက်ပံ့မှုစော်စီယုံရေးနဲ့တည်ငြိမ်မှုရှိမှုကိုစောင့်ကြည့်ဖို့နိုင်ငံကအရက်ဖက်ရှိနေမှုထားရှိရေးကိုသူကတောင်းဆိုပါတယ်စတုထချက်အဖြစ်ကတော့ရခိုင်လူအဖွဲ့အစည်းနဲ့စီမ မံအုပ်ချုပ်မှုမှာရန်ဂျာတို့ကိုပေါင်းထည့်ရေးအတွက်လှုပ်ဆောင်ချက်တွေတည်ဆောက်ရမှာယုံကြည်မှုအားပေးထောက်ခံရေးဖြစ်ပါတယ်။ပစ္စမအချက်ကရောပူးတွဲတုံ့ပြန်မှုအစီအစဉ်ကိုအပြည့်အဝငွေကြေးထောက်ပံ့ဖို့အလူရှင်တွေရဲ့ပါဝင်ထည့်ဝင်မှုတွေကိုစော်အောစီယုံရေးသူကတိုက်တွန်းထားပါတယ်ဆက်ထမအချက်အဖြစ်တောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိစေရေးလှုပ်ဆောင်ဖို့နဲ့တရားမျှတမှုဆောင်ကျင်းဖို့သူကတောင်းဆိုပါတယ် နောက်ဆုံးအချက်အဖြစ်မူရစ်စီးပွားရေးဖြိုဖျက်ရန်နဲ့နနမိတ်ဖျက်ကျော်မှုကင်းတွေတိုက်ဖျက်ရေးလိုအပ်တယ်လို့သူကအလေးပေးပြောဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ကရိုင်ဂျာတွေကို သူတို့ရဲ့မူလဌာနစီညရက်ပြန်ပို့ရေကအကျက်အသေးအတွက်တစ်ခုရဲတော့ဖြည့်ရှင်းကြီးဖြစ်ကြောင်းနဲ့လက်ရှိမှာတိုင်းတလက်နက်ကန်အဖွဲ့ A ကအများအဖြစ်ထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်မှာလွန်ခဲ့တဲ့ရှင်းရက်အကြာကစာခဲ့တဲ့လူမျိုးတုံတက်ပြတ်မှုနောက်ပိုင်းရွေညာတို့ရဲ့ဆင်းရဲဒုက္ခတို့ကဆက်ရှိနေရလို့ယူနုကပြောသွားပါတယ် ရင်းကြအချက်တဲကမြန်မာမာမူလအစပြုပေါ်ပေါက်လာတာပါအဲ့ဒီဖြည့်ဖြည့်ရှင်းဤကအမှရှိနေပါတယ်လို့ယူနော့ကအစ်မြင့် level conference ရင်တို့ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ရင်းပြောပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝေပေးခြင်းဖြင့် ိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။